9နှစ်တာအချိန်ပေးခဲ့ပေမဲ့လည်းတင်ထားသလိုမပေါက်ပဲဝေဖန်ခံနေရတဲ့ Cherry သင်းရဲ့ချုံမိုင်မိုင်ပြည်သူတွေအားလုံးပဲမင်္ဂလာပါရှင်။ Cherry သင်းလို့ပြောလိုက်ရင်ပြန်ဆိုသေးတွေအများဆုံးတီဆိုလေးရှိသူကိုပြင်းပြင်းကြလိမ့်မယ်လို့ထင်ပါရဲ့နော်။ Cherry သင်းရဲ့တခြင်းတော်တော်များများကနားထောင်လို့ကောင်းပေမဲ့လည်းပြည်သူတော်တော်များများကတော့သူမကိုဝေဖန်ချင်နေကြတာပဲဖြစ်ပါ යි ။ Cherry သင်းကလည်းအနေထိုင်သိမ့်မစင်ချင်တာကြောင့်လည်းပြည်သူတွေကအမြင်ကက်ကြတာဖြစ်ပါ යි ။ အထူးသဖြင့် Cherry သင်းရဲ့ဝစ်ပုံစားပုံတွေဟာခေတ်ရှိအရန်ကိုပြေးနေရကြောင်းမြန်မာပြည်ကပြည်သူတွေရဲ့မျက်လုံးထဲမှာအတော်လေးအစဉ်မပြေစေခဲ့တာဖြစ်ပါဒါအပြင်ပြန်ဆိုတီးရီမှာလည်းသူမတီဆိုပုံတွေကိုတတော်များများမကြိုက်ကြတာဖြစ်ပါချယ်ရီသင်းကတော့အများနဲ့မတူပဲသူမရဲ့လုံနိုင်စွမ်းကိုချပြခြင်းပေမဲ့လည်းပရိသတ်တွေကတော့လက်မခံနိုင်ကြတာဖြစ်ပါချယ်ရီသင်းဟာနာမည်ကြီးတခြင်းတွေကိုပြန်လဲတီဆိုပြီးဖြတ်လို့ဖြတ်စီလုံနေရလို့လည်းအားလုံးကထင်ကြတာဖြစ်ပါ cherry thing ရဲ့စကားပြောပွင့်လေးပုံကြောင့်လဲတချို့တွေကမကြိုက်ကြတာဖြစ်တယ်လို့တချို့တွေကလည်း cherry thing ဆိုတာနဲ့ဘယ်နာကနေကြည့်ပြီးအပြစ်ပြောရမလဲလို့စဉ်းစားနေရပဲဖြစ်ပါတယ်။အခုတခါမှလည်းသူမအစ်စ်ထွက်ရှိထားတဲ့ချုံမမိုင်တချင်းကလူတိုင်းဝေဖန်ကျင်စရာဖြစ်နေတာဖြစ်ပါတယ်။ cherry thing ကဒီတချင်းကို၅နှစ်တာအချိန်ကြိုပြီးအကောင်းဆုံးလုပ်ခဲ့ပေမဲ့လည်းသူကဝေဖန်ခံနေရတာဖြစ်ပါတယ်။ ချုံမမိုင်တချင်းကိုမြန်မာမှုမြန်မာဟန်အတိုင်းချပြခြင်းခဲ့ပေမဲ့လည်းတချင်းစာသားရင်းနဲ့သူမရဲ့ music video ကလုံးဝကိုလိုက်ဖက်မှုမရှိနေတာဖြစ်ပါတယ်။ရိုက်ထားတဲ့ music video ကတတော်လေးအဆင်ပြေပေမဲ့သူမရဲ့တချင်းစာသားရင်းကတော့ခံစားလို့မကောင်းတာဖြစ်ပါတယ်။တချင်းစာသားရင်းကလည်း SM မှုမရှိသလိုတခြားလေဘာရီဆိုနီမန်လည်းမသိတာဖြစ်ပါတယ်။ပရိသတ်တွေကတော့သူမရဲ့ချုံမမိုင်ဆိုတဲ့တချင်းကတကယ်ကိုစိတ်ဒုက္ခပေးတဲ့တချင်းဖြစ်ကြောင်းလဲပြောဆိုတာမျိုးတွေရှိတာဖြစ်ပါတယ်။ ချုံမိုင်မိုင်ကို DJ နဲ့လှူထားတာကြီးကနားထောင်ရတာအဆင်မပြေသလို"သူမအားနေမန်နေဆိုပုံကလည်းကြည်ရဆိုစီတာဖြစ်ပိုင်း music video ကတော့ပကံရဲ့အလှတွေမြမရင်ကျေးမှုတွေကိုချပြထားတာဖြစ်တာကြောင့်အတော်လေးအဆင်ပြေပြီးကြည်ကောင်းပေမဲ့တချင်းကတော့အင်မတန်နားထောင်ဆိုစီတာဖြစ်ပိုင်းချုံမိုင်မိုင်တချင်းကိုမြမမာလေးပါရှင် music video ရိုက်တဲ့ director က ထိုက်ကူးပေးထားတာဖြစ်ပြီး၅နှစ်တာအကောင်းဆုံးပြင်ဆင်ပေးခဲ့ကြတာပဲဖြစ်ပါတယ်။ကလေးတွေနဲ့ရိုက်ကူးထားတာဖြစ်ပြီးတော့မြန်မာနိုင်ငံကအမျိုးသမီးတွေနဲ့ကလေးတွေကိုကူစားပြုထားတာဖြစ်ပါတယ်။ချုံမမိုင်းဆိုတာကလေးတွေလာသားအရွယ်မှာမိဘတွေကသင်ပေးလေးရှိပြီးအေးအေးငြိမ့်ငြိမ့်သွားရပေမယ့် Cherry Thing ကတော့ DJ နဲ့ခစ်ဆန်းဆန်းပြန်လုပ်ထားတာကြောင့်ဝီဖန်ခံရတာဖြစ်ပါတယ်။ Cherry Thing ကတော့ဒီသချင်းမှာမြန်မာမှုကိုအဓိကအသာပေးဖော်ပြထားပြီးမြန်မာဝိစုံတွေကိုပဲဝတ်ထားတာကြောင့် ကိုကိုကိုတည်ငြိမ်သွားတယ်လို့ခန်းစားရကြောင်းလည်းပြောလာခဲ့ပါတယ်။ Cherry သင်းနဲ့သူမရဲ့အဖွဲ့သားတွေကတော့ပရိသတ်တွေကိုအကောင်းဆုံးချပြခဲ့တာဖြစ်ပြီးပရိသတ်တွေကတော့စိတ်ဒုက္ခပေးမဲ့တခြင်းဆိုပြီးလက်မခံနိုင်ကြတာဖြစ်ပါတယ်။ချူမမိုင်တခြင်းနဲ့မှလည်း Cherry သင်းကသူမရဲ့တူတွေတူမတွေကိုပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။ Cherry သင်းရဲ့အမှုပညာဖန်တီးနိုင်စွမ်းကလက်ရာကောင်းပြီမဲ့လေတိမ်မအပ်ဆက်တာကြောင့်အခုချိန်မှာတော့ဝေဖန်ခံနေရပြီပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံကပြည်သက်တွေလည်းအခုချိန်မှာတော်တော်လေးကိုနားထောင်ခါရောက်နေကြပြီတနေ့တစ်မျိုးဝေဖန်နေရတာပဲဖြစ်ပါဆိုကြီးရဲ့တယ်လီဖုန်းတခြင်းကလည်းနားထောင်ခါရောက်ခဲ့တယ်လို့ပြည်ပါစီတော့မိုးကြီးတခြင်းကလည်းစိတ်ပြက်စရာကောင်းခဲ့ပြီအခု cherry သီးရဲ့ချုံမမိုင်တခြင်းကလည်းရည်ချင်စရာကောင်းနေရာကြောင့်မြန်မာနိုင်ငံကပြည်သက်တွေလည်းမနာမနေမအားလက်အောင်ဝေဖန်နေရတာဖြစ်ပါပြည်သက်တွေလည်းအခုပြောခဲ့တဲ့တခြင်းတွေတွေကဘယ်တခြင်းကနားထောင်ခါအရောက်ဆုံးလဲဆိုတာပြောပြသွားကြပါအောင်ရှင်